ဟောခေါင်းလေးရဲ့ဘောကမတ်တပ်ကလေးရဲ့လူရရှင်လက်ထောက်ကလေးနဲ့အားပေးပါဗျာကိုကြည့်တော့မိချမ်းသွားလေးဝါနေပါဗျာသူနာမည်ရင်ကတော့ပြုံးလာသူလို့ခေါ်ပါတယ်ဒါပေမဲ့သူ့ကိုတော့ပြုံးပြုံးလို့ပဲခေါ်ပါတယ်အတက်ကတော့6နေပြီခိုင်းပြပါဗျာခိုင်းပါဗျာဆက်စားကျွန်တော်တို့ခေါ်လာတော့နည်းနည်းတော့သူခက်ခဲတယ်ရောအများကြီးရောသူ့ရိုင်းမှာတို့ဘာလို့စူမာကြောက်ပြီးတော့ခေါင်းခွေလာတာတို့ဟိုလူလိုပါပဲပြီးတော့ခလေးဆိုရလဲတခါကြတော့လဲခလေးဆိုကြီးပေါ့ ဒီနေ့ကပြောပြီးပြဆက်မယ်ဟောဒါလေးတော့ညာလက်ပဲဒီကြောင်းလမ်းလေးညချိန်စာပြီးပြီလားဟောဒါလေးကတော့ပြဲတဲ့ညာချီတဲ့ကြောင်းလမ်းလေးညပြီလားပဲဒီနေ့ကဘယ်လိုတင်ဆက်မလဲကြည့်ရအောင်ဟောခေါင်းလေးရဲ့ဘောကမတ်တပ်ကလေးညလို့ဗျာရှင်လက်ထုတ်ကလေးညအားပြီးပါဗျာစက်ကနံပါတ်ကြတော့ဘလို့ဘလို့ပေးတာလဲအာဇာနေဆန်းဆန်းစက်ခုံပေါ်မှာ UCB ကတာတော့ကျွန်တော်အယောက်20ကျော်ကျော်လောက်တော့ရှိတယ်ဗျာ အဖွဲပေါင်းအဖွဲစီးလိုက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့เออ40ดอลลาร์တော့ရှိနေမှာဟုတ်အခုကျတော့ဒီဘက်အပိုင်းကိုအဓိကထားပြီးအဲကျွန်တော်ကဖြိုပြေးအပိုင်းမှာတာဝန်ယူထားတာအဲတရဝါလေးနဲ့ပတ်သက်ကြတော့အခုလောက်တာလို့ကျွန်တော်ကဆင်ပေါ့ဆင်ပိုင်းပေါ့ဆင်ပိုင်းကဦးလေးနဲ့မြောက်ကွဲပြီးတာဝန်ယူတာအဲဒီတကဘယ်လိုနဲ့ဆက်ပေးဦးလဲကြည့်အောင်ပုံလေးရပါမှာတရေကြီးတရာကြီးပြီးကောင်းမလေးမလေးဒီနေ့တော့ဖြစ်နေတော့ပါဟဲ့အာလာလေဗျာလာလေ သူ့နာမည်ရင်ကတော့ပြုံးလာသူလို့ခေါ်ပါတယ်ဒါပေမဲ့သူ့ကိုတော့ပြုံးပြုံးလို့ပဲခေါ်ပါတယ်အတက်ကတော့6နေဒီကောင်ကကျွန်တော်ဟိုဟာကြံကင်းဘက်ကစင်စကန်းပေါ့အဲ့ဒါနဲ့နိုင်ငံတော်ကကြီးခဲ့တွေချပြီးတော့အဲ့ရန်နဲ့သွားပေါ့လာလေးချင်းမှုတွေကဘယ်လောက်ထိ trainer တာမျိုးရှိအဲဒီစင်လေးကတော့သူကတော့မှတ်ညံလေးလည်းကောင်းတယ်နောက်ပြီးတော့လူကိုလည်းယင်ပါတော့အချင်းကတော့တိတ်အကြာလောက်ကြီးမပေးရပါဘူးဟို9လကျော်6လလောက်ပေါ့အဲ့လောက်ပါအဲ့ဒီနေရာတည်းကြီးမယ် ုံလေးရဲ့ဘောမှာစတိုင်ကြကြနဲ့ဆိုင်ပြပဲဗျာလာပါဗျာလာပါဗျာသူကမတက်ရက်ပြမယ်နောက်ပြီးတော့ကိမိတော့ထောင်းမယ်ခုံပေါ်မှာထိုင်းပြီးလုံးနဲ့ကမယ်ပြီးသွားလို့ရှိရင်အောက်မှာဆောင်းဆောင်လေးထိုင်းမယ်ခုံပေါ်မှာထိုင်းမယ်မိချောင်းသွားသွားမယ်ဩအဲ့ဒါဆိုအခုခိုင်းနေတာလေဆိုလို့ရှိရင် तू လုံးနိုင်တယ်ဗျာဟုတ်ကဲ့ဗျာလုံးနိုင်အဲသူဥစည်းပေါ့ဥစည်းပြောတဲ့အတိုင်းပဲစင်ကနာပြန်တာများလေအဲ့လိုမျိုးပေါ့ အဲ့ဒါကြတော့အခုလုတ်တာဟုတ်ကဲ့ဟုတ်ကဲ့တကယ်တခြားသူတွေခိုင်းရင်တော့လုတ်တာတခြားလူတွေခိုင်းရင်တော့မလုတ်ဘူးဗျကျွန်တော်အထမဦးစီးတယောက်ရှိသေးတယ်ဗျဟုတ်အဲ့ဦးလေးကတော့သူပဲပေါ့အဓိကမင်းရဟုတ်ဒါလေးကတော့မိချောင်းသွားလေးပါပဲဦးစီးကမိချောင်းသွားလေးဝါနေတာဗျဟုတ်ကဲ့ဒီကအောက်မှာဟိုဒီကအောက်မှာတမင်ကလေးလေးချိန်ပြီးတော့ထိုင်အောင်မယ်ဗျသူ့ရဲ့လေးချင်းကတော့ ဆက်ဆက်ကျွန်တော်တို့ခေါ်လာတော့နည်းနည်းတော့သူဘယ်လိုပြောမလဲခက်ခဲတယ်အများကြီးအောင်ကိုလိုချင်တဲ့ပုံစံကိုမလုံးမလုံးဘူးလေဟုတ်ဒါပေမဲ့လောအောင်လို့အစားနဲ့မျှတစ်ချက်ချောက်ရတာတစ်ချက်ဒီလိုမျိုးလေးပေါ့တိရစ္ဆာန်ချောက်ရတာတစ်ချက်ပေါ့ကျွေးလာပါလားလေးနာပေးလိုက်ပါဗျာဆယ်လေးမှာလည်းပြောတာလူရအာဂယူစားရတာတော့သူ့အနေထားကိုကြည့်သူနဲ့နွေးနွေးထွေးထွေးနေရတယ် လာပြီးသူနဲ့ဘာပဲဖြစ်စကားရင်းနီးနီးပြောရတယ်အဲ့လိုမျိုးလေးပေါ့စကားပြန်ပြောစကားစကားသူကတော့မပြောဘူးပေါ့ကိုကိုကိုရဲ့စကားကိုသူရင်းအောင်သူအတန်အောင်နားရင်အောင်နားရင်အောင်ကိုပြောရင်ကိုကဒီလိုဟိုဘာလို့ဆိုပြောလိုက်လို့ရှိရင်သူသိရအောင်အဲ့လိုမျိုးလေးတွေပေါ့ဟိုလူလိုပါပဲပြီးတော့ခလေးဆိုတော့လည်းတစ်ခါကြတော့လည်းခလေးဆိုကြီးပေါ့အဲတစ်ခါကြတော့လည်းချွဲတာပါညာဒါမျိုးလေးပေါ့ဟုတ်အဲသူစင်နေကြတော့တေချာပေါင်းကြည့်ရင်လူလိုပဲလေလူလိုပဲ လူသိညာပဲအဲ့လိုပေါ့လည်းလည်းနီးကက်ကနေလေပို့ပြီးတော့တန်ရုံးစင်ရှိတယ်ဒီနေ့ညာအပိညာနဲ့ဒီပါအပေါင်းနှုတ်ဆက်တော်တယ်ပါလေအဲ့တော့တခါကျလို့ချွဲရတယ်ပါလေရှိရှိတယ်သူ့ရိုင်းမှာတို့ဘာလို့စူမာကြောက်ပြီးတော့ခေါင်းခွေလာတာတို့ခေါင်းငုတ်လာလို့ဒါမျိုးလေးတွေပေါ့အဲ့တော့တခါကျလို့ဆိုးတဲ့အခါကျရင်ဘလူဘလူမျိုးလေးထိန်းရခက်အဲသူကဆိုးတာဘာလဲဆိုတော့ခလေးများလို့ပေါ့သူတို့ စားကျင်တာကိုကိုကမစားနဲ့ပြောလိုက်တာတို့ဘာလို့ဆိုပြီးဟိုပေးပြီးတော့ကိုခေါ်ရင်မလာတာတို့ဘာလို့ဒါမျိုးလေးပေါ့ကလေးလူပေါ့အဲ့တော့စင်နေတဲ့တဒံကြတော့ဘယ်လောက်ရှိအခုလက်ရှိကစင်နေတဲ့တဒံလူလူပါပဲကျမ်းမာကြီးကောင်းကောင်းတယ်လို့ပေါ့အဲကျွန်တော်တို့ဘွဲကိုလာကြည့်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့အာဇာနည်စမ်းစမ်းစက်ကဆိုတဲ့ page ရှိတယ်အဲ့ဒီ page ကနေကျွန်တော်တို့ဆက်သွယ်လို့ရတယ် कुन नै मलाई लिबार हजुर हजुर